ဘာမသိညာမသိနဲ့ရှောက်မရွကြနဲ့ဘာမသိညာမသိနဲ့ရှောက်မရွနဲ့ပြိဋ္ဌိပဲရွဘုရားဟောတဲ့ဟာမှအစင်မှန်ဖြစ်သေးတယ်နော်လောကကြီးကိုလိညာပြီးတော့စားနေကြတာလိညာပြီးတော့စားနေကြတာမန္တမန္တရားတွေဆုတ်ပြီးတော့ဟုတ်ဝိဇ္ဇာလိုလိုဇောကြီးလိုလိုအဲ့လိုပုဂ္ဂိုလ်တွေရဲ့အစွမ်းတကူတွေကို လူတွေကယုံကြတယ်ရှုံကြတော့သူတို့ဟောတာအတိုင်းပဲလိုက်နာပြီးတော့လုံးကြတယ် ုံဖွတ်တော့မန္တန်တကူနဲ့အစွမ်းတကူနဲ့ခွင်းလုံးချွတ်ဆိုဖြစ်နိုင်မှာဖြစ်နေနော်အဲ့ဒါလားသို့သောလူတွေကတော့ယုံမြဲယုံတာပဲခဏလေးယုံတော့မဲတရားယုံနေတော့မဲအုံဖွတ်ရရမရသေးဘူးအုံဖွတ်ဆိုတာသိလားဘာကြောင့်အုံဖွတ်လို့ခေါ်တာတော့ဗမာစကားမှာအုံဖွတ်ပါဠိစာပေမှာအုံဆိုတဲ့စကားလုံးကအဥမ အခရာ၃လုံးကိုပေါင်းထားတယ်။နော်အာရဲ့ဥရဲ့မရဲ့အဲ့ဒီ၃ခုကိုတတန်နဲ့ထွက်အောင်ဆိုကြည့်အိမ်ရောက်တဲ့အခါခုတော့မဆိုနိုင်ဘူး။တတန်နဲ့ထွက်အောင်ဆိုကြည့်အောင်ဖြစ်သွားရဲ့နော်အာဥမမကြတော့ပစပိတ်အောင်ဟောအဲ့ဒါကဟိန္ဒူတွေကရွတ်ဖတ်တဲ့သူတို့ကိုးကွယ်တဲ့ဖရာသုံးစုကိုရည်ညွှန်းပြီးတော့ရွတ်ဖတ်တာ အကဗြဟ္မာဥကဗိရှုမကတိဝရှိပါအဲ့ဒီသုံးခုကိုယေရှုပြီးအုံလို့ရွတ်တာဘုရားဗဒနဲ့မဆိုင်ဘူးဒါတော့ရွတ်ဆရာမလို့အုံဆိုပြီးတော့မနနေရွတ်တဲ့အခါမှာရှေ့ရထားပြီးတော့ရွတ်တယ်ဒီဘက်မှာအုံမဏိပတမေဟုံဆိုတာရှိသလိုပဲအဲ့ဒီအုံခံပြီးတော့ နောက်ကဖွာဆိုတာတကယ်ကတော့ဖွာမဟုတ်ဘူးမနဲ့ရွပြီးတဲ့အခါမှာကလေးလေးတွေမတော်တဆနာသွားရင်လူကြီးတွေကဘာလို့ကြတာပုတ်ပေးပြီးတော့ဖွာဖွာဖွာလောက်ကြတာဒီရတော့ပြောရဘူးဖုန်းတို့စီတော့အဲ့လိုကလေးလေးပုတ်ပြီးဟဲ့ဖွာဖွာဖွာကျဉ်တ်တော့အမှန်ဖွာဖွာလုံးလုံးပြတ်သွားမဟုတ်သူကသူအချိန်တန်လို့ပြောက်သွားနော်လူကြီးကနေပုတ်ပေးပြီးတော့ဟဲ့ဖွာဖွာဖွာလုံးလိုက်ရင်ပြောက်သွား အဲ့လိုပဲပါဠိစာပေမှာဖုဓမ္မကမန္တန်လို့ဆိုတာရှိတယ်မန္တန်ရွတ်ပြီးတဲ့အခါမှာဖုဆိုပြီးတော့မှုတ်လိုက်ရတယ်နော်အဲ့ဒီဖုဓမ္မကမန္တန်ကနေဖုကနေဖွားဖြစ်သွားတာအုံဖွားဆိုလားအုံကအစဖွားကအဆုံးပဲအုံလို့ရွတ်ပြီးတော့နောက်ကဖုလို့မှုတ်လိုက်တယ်အဲ့ဒီကနေကူးဆက်လာနောက်တစ်ခုကူးဆက်ပုံပြောအောင်မယ်မန္တန်နေလေးလာလိုက်စားတဲ့ပုဂ္ဂိုလ်တွေတွေ့ဘူးကြလိမ့်မယ်မန္တန်နေရွတ်ပြီးနောက်ပိုင်းမှာ swaha. Uh -huh.